5မိနစ်လောက်တရားပြောပြီးရေစဲချပေးမယ်နော်အဲ့တော့အားလုံးပဲဒီနေ့တို့တော်ကောင်းကြီးတို့မိမိတို့အိမ်ကြီးအတွက်မှာတန်ခါတော်တွေပင်ဆောင်ပြီးတော့မှာပရိတရားတော်မြတ်နာယူပန်းဆင်းတဲ့ကောင်းမှုကုသိုလ်တော်မင်္ဂလာအခုလိုမင်္ဂလာပေါင်းမြောက်မြောက်စွာပြည့်စုံတဲ့အချိန်မှာအနေငယ်ဘုဒ္ဓရအနေနဲ့ပြောပြချင်တာကဒီနေ့တို့တော်ကောင်းတို့မိမိတို့လက်လန်းမီယာမိမိတို့စွမ်းနိုင်ရစွမ်းနိုင်ရတိလာတွေထိမ့်သိမ့်ပြီးတော့မှာဂုံတော်မြတ်တာတွေစီးဖြတ်နေကြတယ်အဲ့ဒီထဲမှာမှတကာလေးက ဘာပဲပြောပြောလလန်းမီယာကိုနဲ့နိဆက်ယာဆရာတော်မတော်ကြီးတွေကိုကိုရန်ကကြောက်တော့ရောက်ပြီးတော့မှဖူးမြောက်ခွင့်နေရတယ်ဆရာတော်ကြီးတွေချင်းမြောက်ပေးတဲ့ဓာလုံးနေဆရာတော်ကြီးတွေချင်းမြောက်ပေးတော်မူတဲ့စံတော်တွေမိမိကိုပူဇော်ဖို့ဆိုပြီးတော့ပူဇော်ခွင့်နေပေးတဲ့အတွက်ဆရာတော်ကြီးတွေကလည်းပဲရောက်လာတဲ့အချိန်မှာတကလေးကိုသူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမိမ့်မွက်တဲ့စကားလုံးတွေတကလေးပြန်ပြောလို့သိရတယ်အဲ့တော့အတိတ်ကကိုဖြည့်ခဲ့တဲ့ပါရမီတန်ပါတော့အဆောင်ဆိုတာက ကိုကမြင်နိုင်တဲ့ဆွမ်းအားမရှိလို့သာတကယ်တော့ကိုအတိတ်ကဖြည့်ခဲ့တဲ့အရာတွေဟာဒီဘဝမှာပြန်ပြီးတော့မဆက်ဆက်ပြီးဖြည့်သွားတာပါပဲအတိတ်ကကိုပြုခဲ့တဲ့ကုသိုလ်တွေထဲမှာဝိပဿနာကိုတစ်ဆက်မှမအားထုတ်ခဲ့တဲ့ဆိုရင်ဒီဘဝမှာအဲ့ဒီဝိပဿနာဉာဏ်တွေကိုပဲပြန်ပြီးအားထုတ်ခွင့်ရကြတယ်ဦးဇင်းတို့စရတမရောကြီးတွေပြန်လဲဆုံးမတဲ့ဇာတ်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဓာတ်သဘောတွေကတူအတူအပဲစုတယ်တဲ့နော်သူတော်ကောင်းကြီးတွေဓာတ်သဘောတွေကတူအတူအပဲစုတယ် အတိတ်ကဝိဇ္ဇာကျင့်စဉ်တွေကျင့်ခဲ့တဲ့ပုံစံတွေဒီဘဝမှာလည်းဝိဇ္ဇာကျင့်စဉ်တွေပြန်ပြီးတော့မှကျင့်ခွင့်ရကြတယ်။အတိတ်ကတမထဝိပဿနာတွေကျင့်ခဲ့တဲ့ဆိုရင်ဒီဘဝမှာတမထဝိပဿနာတွေပြန်ပြီးမှကျင့်ခွင့်ရတယ်။အဲတော့တချို့ကျတော့ဝိပဿနာလမ်းကြောင်းကိုတဆိုင်မှမှအထုတ်သွားတာတွေလည်းရှိတယ်။ဥစဉ်တို့ဝေဘူးဆရာတော်ဖျားကြီးတို့ဆိုလို့ရှိရင်တမထဝိပဿနာတက်ရကနေနောက်ပိုင်းထိပေါ်ဆရာတော်ကြီးဟာဟိုးဥစဉ်တို့အဓိကတောထွက်တာတော့ကြောက်ဆယ်ဝေဘူးလားတောင် နောက်ပိုင်းမှာဆရာကြီးဂုံတဲ့င်းနေတော်တော်လေးပြန့်လန့်လာတဲ့အချိန်မှာအင်ဂျင်ပင်ရိတ်တာမှလည်းတရင်သုံးတော်မူတဲ့ရွှေဘူအောင်မြင်မှာတရင်သုံးတော်မူတဲ့ကျောက်ဆယ်မှာတရင်သုံးတော်မူတဲ့တနေရာကိုလေးလသုံးနေရာဆိုတော့လေးသုံးနေဆက်နှစ်ပေါ့ဆက်နှစ်လပေါ့အဲ့ဒီတနစ်ကိုသုံးညခွဲခွဲပြီးနေတယ်ဆရာကြီးကဂုံတဲ့င်းနေကဘလောက်ထိကျဉ်းဖို့ကောင်းလဲဦးဇင်းတို့အဲ့ဒီမှာရောက်တဲ့အချိန်မှာနောက်ပိုင်းမှာဘောဒီမြေဆရာတို့ရဲ့တပိတာဝကတွေဦးဇင်းတို့ပြန်ပြီးတော့မှလိုက်လာရှင်းပြခဲ့တာပေါ့နော်အဲ့တော့ဆရာကြီးရဲ့ ဦးဇင်းတို့ဒီအင်ဂျင်ပင်ရိတ်တာရဲ့အောင်မြေပဲပြောရမလားမသိဘူးအဲ့ဒီနေရာမှာလိုက်ဖို့တော့ဆရာတို့ရဲ့ည7နာရီဆိုလို့ရှိရင်အဲ့ဒီမှာကျောင်းဆောင်တဆောင်ရှိတယ်အဲ့ဒီမှာတော်တော်ပြီးတရားဟောပေးရပြင်ပဝင်နေရတယ်ဘောနော်အဲ့ဒီအဆောင်ကသူကပတ်ဝန်းကျင်အကာမရှိဘူးသူကရှင်းပြောမယ်ဆိုလို့ရှိရင်တော့ဒီဘယ်လိုပြောမလဲဦးဇင်းတို့နှထအဆောင်ပုံစံပေါ့နော်နှထအဆောင်ပုံစံကိုမှသူကအမိုးရှိတယ်အကာမရှိဘူး ຈັງຄິນເລຊິລີກາມາປາອໍເອີ້ລະສຽລາຍບໍ່ລູຕັດຕົວມາແລ້ວຕ່ວຈີຈີບໍເນາະສຽລາຍອະເບຍິນປောက်ແດລູອຸຊິນໂລລະຈາບູແດລີອະເບຍິນແດຕົວມາບໍອະປົນມາປະລິນຕະລົງຊາຖາແດຍະຕະກອງໄຊນສຽລາຍຕຽຮໍແດລູອဲ့ດີມາຊິແດຕາວະກະແດອຸຊິນໂລປຽນໄລ່ລັນມີຊິ້ນປຽບໄປနောက်ပိုင်းနိုင်ငံခြားသားတွေလည်းရရောက်လာတော့တအားမေးတာပေါ့ဟာဆရာတော်ကြီးကဒီပေါ်ကိုလေကားမပါဘလို့တက်တယ်လဲဘလို့တက်တယ်လဲဆိုတော့တအားအမင်းများထူလာတဲ့ခါကျတော့ရှင်းပြလို့လဲတချို့နားမလည်နိုင်တဲ့အတွက် အခုတော့လေကားတတ်ထားပြီးတော့ဦးဇင်းတို့သွားကြည့်တော့လေအဲ့တော့လောကမှာကိုညာမမီတဲ့အရာတွေဆိုတာအများကြီးရှိတယ်เนาะနောက်ဦးဇင်းတို့ကြည့်ကြည့်ပေါ့ဒီယသိကြီးဥခန္တီဆိုတာအလုံးနာထဲမှာရင်းနေတယ်လေယသိကြီးဥခန္တီကပင်လောင်းနယ်ပအိုးရွာတရွာမှာဆယ်နှစ်သားလေးကလေးလေးတူးကိုခေါ်ပြီးတော့မှာကိုရင်စီးပေးပြီးတော့မှာဘယ်ဥပုတ်ဘူးလဲဆိုတော့ဦးဇင်းတို့ဒီရင်နံချောင်းဖက်ကိုပို့ဘူးတဲ့စာတင်တဲ့တက်တက်ကိုအပ်ဘူးတဲ့အဲ့ဒီရင်နံချောင်းစာတင်တဲ့တက်တက်မှာ ဲ့ဒီဆယ်နှစ်သားလေးကိုရင်လေးကစာပေပရိယတိတွေလေ့လာသင်အရင်းနဲ့နောက်ပိုင်းစာတတ်ပေတတ်ဖြစ်လာပြီးတော့မှဟောသူတောရွာအเจ้าမှာចောင်းထိုင်ဆရာတော်ကြီးဖြစ်လာတယ်အဲ့ဒီချိန်မှာအဲ့ဒီဆရာတော် လောင်းလျာကနာမည်ကျော်ကြားတော်မူတဲ့တက်ကုန်းညောင်လွန်ဆရာတော်ဖျားကြီးဆိုတာညောင်လွန်ဆရာတော်ကြီးတမှာရှစ်လတိုင်နဲ့ကမ္မထန်းနီးယူပြီးတော့မှတော်ထွက် ပြီးတရားကျင့်နောက်ပိုင်းပောက်သွားတယ်ဥတောင်းတော်ဆရာတော်ကြီးဆိုတာပေါ်လာလေအဲ့ဒါဥတောင်းတော်ဆရာတော်လောင်းလျာပြောကြတယ် ဥတောင်းတော်ဆရာတော်လောင်းလျာဆယ်နှစ်သားမှာ ပအိုးရွာမှာအဲ့ဒီလိုနေထိုင်နေတဲ့ဒီကလေးကိုရသေးကြီးဥခန်နေရသူနေတာမန္တလေးပဲလीဘလို့လို့သွားတွေ့လဲတိလဲနော်အဲတချို့ကိစ္စတွေညံမမိတာတွေအများကြီးရှိတယ်နော်သူတို့ကတမထအကျင့်နေကျင့်တဲ့ခါကျတော့သူတို့စောင့်ရှောက်ရမယ့်ပုံကိုယ်တွေဆိုတာရှိတယ်ဟိုလောကပြောပြောရင်တော့မိခဲပြဖုံးနေပေါ့အဲ့တော့အတိတ်ကသူတို့ဖြည့်ဆည်းထားတဲ့ပါရမီတမာရအဆောက်အုံတွေအားကောင်းပြီဆိုရင်အဲ့ဒီပုံကိုယ်ဘေးကနေ လာပြီးစောင့်ရှောက်ပေးရမယ့်ပုံကိုယ်တွေရှိတယ်။လက်ဒီဆရာတော်ကြီးတို့မွေးဖွားတဲ့အချိန်မှာညတကောင်ချိန်ကြီးနော်မွေးဖွားတာအဲ့ဒီလိုနဲ့လေဒီဆရာတော်ရဲ့မိဘတွေအိမ်မှာမကြီးပင်ရှိတယ်အဲ့မကြီးပင်မှာဝါးတိုင်တွေထောင်ထားတာဝါးတွေကကောင်းကင်ကိုပြန်တက်သွားတယ်လေနော်ညတန်းကောင်ရမှာဝါးတွေကောင်းကင်ပြန်တက်သွားတဲ့လေဒီဆရာတော်လောင်းနဲ့အမိနာမကိုမောင်တက်ခေါင်လို့နာမည်ပေးငယ်စဉ်နှောင်းကလေအဲ့လိုဆိုတဲ့ခါကျတော့လေဒီဆရာတော်ဆိုတာဒီနေ့ဖြစ်ပေါ်လာတယ် ငယ်စဉ်တုန်းကပကက်မှာတိတ်ထားလို့ရှိရင်ဝိဇာတွေလာဆောင်းလျှောက်လဲဝိပုစင်ကြီးတွေလေအဲကြောင့်တချို့ဝိဇာတွေပြောတာဥစဉ်တို့နားထဲမှာကြားဘူးတယ်လူတွေကဝိဇာကိုရှာကြတယ်တဲ့ဝိဇာတွေကသူတော်ကောင်းကိုပြန်ရှာတယ်တဲ့နော်အဲကြောင့်တခါကြီးတခါမကြီးတွေသူတော်ကောင်းအကျင့်နေကျင့်ကြဗျငါးပါးတီလလူလဲလူရဲ့ငါးပါးတီလပဲရန်တော်လဲရန်တော်များတီလပေါ့လူကလဲငါးပါးတီလကျင့်သုံးမြောက်ဂုံတော်မြတ်တာပွားမယ်ဆိုလို့ရှိရင်ဝိဇာရှာစရာမလိုကိုရှိသူတို့ရောက်လာတယ်ချင်းမြောက်ဖို့သူတို့ရောက်လာနော် ဲ့တော့တရားကောင်းဥစဉ်လည်းအဲ့ဒီလိုပဲဝိဇ္ဇာကျင့်စဉ်ကတော့ဥစဉ်ကျင့်ရမယ်ဥစဉ်မဆိုပါဘူးအတေးရအကြောင်းပါလိုင်းနဲ့ရှောင်လို့မရဘူးကျင့်ဖြစ်သွားတာပါပဲအတေးရအကြောင်းမပိုင်နဲ့ဝိပဿနာနဲ့လမ်းဆုံးတိသွားတာလည်းရှိကြတာပဲနော်ဒါပေမဲ့ဥစဉ်တာဥစဉ်ဘုဒ္ဓတန်နဲ့ပြောပြတာလေမာဘောဓိမင်းဆရာတို့ဝိဇ္ဇာကျင့်စဉ်မကျင့်ပါဘူးဝိဇ္ဇာကျင့်စဉ်မကျင့်ဘူးသူ့ဂုဏ်တော်သူ့ပွားတာဇင်းကြိုက်မှာ၃နှစ်၃မိုးဂုဏ်တော်ပွားတယ်ဒါပေမဲ့ဝိဇ္ဇာတွေရဲ့အတေးရကိုအားထုတ်ခဲ့တဲ့အကြောင်းတွေပါတဲ့အခါကျတော့ဝိဇ္ဇာတွေကလာပြီးတော့မှသူ့ကိုဝိဇ္ဇာပြည်ညာရက်တွေလာပြီးတော့မှ သူ့ကိုချိမြောက်ကြရတယ်။တခါကြီးတို့ရှေ့တကောမှာဘော်ဒီမန်ဆီကတော့လောင်းလိုက်တရားထိုင်နေပြီဆိုလို့ရှိရင်အဘဘိုးမင်းခေါ်နေအဘဘိုးအောင်ဘေးကနေစောင့်ရှောက်ပေးတယ်။အဘရာကျော်ဆရာကြီးစောင့်ရှောက်ပေးတယ်။နော်ဘယ်တော့မှအဘဘိုးမင်းကောင်ဘယ်ဘောက်မှအဘဘိုးဘိုးအောင်ဘယ်နားလေးမှရာကျော်ဆရာတော်အခါဘော်ဒီမန်ဆီကတော့ရဟမွေတဲ့ဦးလीဟိုငယ်ဖြူကတော့မှန်ပါတယ်ဒါပေမဲ့ရဟငါးဝါမှာအချောင်းမျိုးမျိုးကြောင့်လူထွက်လာရတာ哦နောက်ပိုင်းကျတော့အမေရတားပူဇာလို့အိမ်တော်ရသားကြတယ် အိနာသာကြပေးမဲ့လဲမကြမကြဒီတမနာကျင့်စဉ်နေကျင့်တယ်တမနာကျင့်စဉ်ကဂုံတော်ပေါ့အဲ့လိုနဲ့ဒီရွှေတကောင်ကသောသာတရားထိုင်ပြီဆိုလို့ရှိရင်ပတိဂုံတော်ပွားပြီဆိုရင်တို့တွေကဆောင်းလျှောက်ကြတယ်အဲ့လိုဆိုတော့ပြောကျင်တာကအတရအကြောင်းပါလိုက်မလွတ်ဘူးဗျာနော်မှန်ပါဗျာအင်းအဲ့တော့ဒကာကြီးလည်းအခုတော့အိနာရတာကြသွားလို့ပေါ့ဘယ်အရွယ်ကြိုင်တော့ဒကာကြီးထွက်ဖြစ်မလဲမသိဘူးတော့ဒေဗီခွင့်ပြုဖို့ပဲလို့နော်ပြောလို့မရဘူးအချိန်ကြလိုက်တော့ထွက်သွားတာပဲသူကနော်ကျင့်စဉ်နေဆိုတာလीဘာလို့အခုဒကာကြီးပြောလို့ဥစဉ်တော့သိရတာ တခါကြီးကိုကေလာတာတောင်ဆရာတော်ကြီးကပြောပြတယ်အတိတ်ကဝိဇာကျင့်စီနေကျင့်ခဲ့မှုတဲ့အကြောင်းတခါကြီးကဒါတွေလုတ်ခဲ့တယ်ဆိုမှဆရာတော်ကြီးကမိတ်တယ်ငါတေရောဆရာတော်ကြီးကဆန်တော်အိမ်မက်ထဲမှာကြိုပြီးတယ်တကယ်သွားတော့လက်တကယ်တခါကြီးကိုချင်းမြင့်နေနောက်ပြီးတော့မှဥစဉ်တို့ကေလာတာတောင်ဆရာတော်ကြီးတခါကြီးလက်ဖြန့်ဆိုပြီးတော့အဋ္ဌံလိုက်တယ်တခါကြီးကလက်ပေါ်မှာဓာတ်လုံးကြီးကအလိုလိုပြုတ်ကျလာတယ်ဆိုတာဒါတွေကအကြောင်းမရှိအကြောင်းရှိလို့အကြောင်းမရှိပဲတကယ်မဖြစ်ဘူးလीနော်အဲအကြောင်း တခါကြီးအခုကတော့လူဝတ်ကြောင်နဲ့မိသားစုနဲ့ပေါ့လေမိသားစုတောင်းဝင်နေမိဘကိုကြည့်ရတယ်ကိုယ့်ရဲ့မိသားစုကိုကြည့်ရတဲ့အပိုင်းနေတော့ရှိနေတယ်ပေါ့အဲတခါကြီးအတိတ်ကတကယ်ကျင့်ထားတဲ့ကြည်လာတဲ့တောင်ဆရာတော်မိတ်တို့တကယ်ကျင့်ထားတာဟုတ်တယ်ဆိုရင်တော့တနေ့ကျရင်တော့တခါကြီးအဲ့ဒါလာလိမ့်မယ်ဗျာနော်ဟိုအချိန်ကျရင်တော့တခါကြီးထွက်ရတော့မှာပဲနော်ကျင့်ဖြစ်သွားမှာပေါ့ဒါပေမဲ့အဲ့ဒီအချိန်ကိုတော့မဆောင်နဲ့အခုလည်းလော်ကီလူမှုရေးစီးပွားရေးလုပ်နေဂုံတော်တော့ပွားဗျာနော်ဘာလို့ဆိုဂုံတော်မြစ်တာတော့ပွားထားမှရတယ်လေဘာဖြစ်လို့လဲဒီလိုတော့ရှိတာဘူးဗျာ ဦးဇင်းတို့ဒီဖရလက်ထက်ကရှိခဲ့ဘူးတယ်လေဂရေ80ချမ်းသာတဲ့တကြယ်ဇနီးမောင်နဲ့ကြားဘူးတယ်မဟုတ်လားဟိုခွဲလက်တောင်းစားတဲ့ဘွားရောက်တော့ဖရတွေ့တော့ပြုံးတော်မူတယ်လေပြုံးတော်မူရင်အเจ้าကိုမေးတော့ညီတော်အနန္ဒာမေးလျှောက်တော့မြတ်စွာဘုရားရှင်ကအိုးတကြယ်ဇနီးမောင်နဲ့ကပထမရွယ်မှာသာအာထုတ်ခဲ့သူတို့နှစ်ယောက်လုံးရန်တာနဲ့အနာခံပြမှာသူတို့ပထမရွယ်မှာလည်းအာမထုတ်ဒုတိယရွယ်အာထုတ်မယ်ဆိုရင်ဒဂါကြီးအနာခံတီးမယ်ဒဂမကြီးတကရကံတီးမယ် တတိယရွယ်မှာအထုပ်ဖြစ်တယ်ဆိုရင်တဂိုင်းရတဂရကံတကမိုင်းရတောတမန်တီမှာအခုတော့ပထမရွယ်လဲအာမထုပ်ဒုတိယတတိယရွယ်လဲအာမထုပ်နောက်ဆုံးမက်မျိုးစစ်ဖူမျိုးစစ်ကန်းသွားတယ်ဘာမှမမြတော့မိုးချုပ်တကုတ်ကုတ်ကုသူတခုမှမပါဘူးဒီဘွားသေတော့အပဲသွားမှာလေအဲကြောင့်ကို့မှာပါရမီတွေအများကြီးပြည့်နေပြီပဲဆိုမှမပေါ့နဲ့ဒါလေးကိုတော့အရှင်ပြောချင်တယ်ဘောပါတယ်မလားအဲ့တော့တဂိုင်းမှာပြောမယ်ဆိုလို့ရှိရင်ပါရမီကတော်တော်ကောင်းတယ်ဒါဥစဉ်တို့မန်းကြည့်တာပေါ့လေမန်းကြည့်တယ်ဆိုတော့ဥစဉ်တို့မြင်လို့မဟုတ်ပါဘူး ်ဘူးဦးဇင်းတို့အဲ့ဒီမြင်နေကြည့်နေကြည့်နေလည်းမဟုတ်ဘူးလေယိုယိုဂုံတော်မြတ်တန်နဲ့ဝိပဿနာပဲသွားလာဆိုတော့ဘာမှဦးဇင်းတို့မမြင်ဘူးဒါပေမဲ့ဒကာလေးပြောပြတဲ့ဇကာအရာကိုဦးဇင်းကပြန်ပြောပြနေတာဒကာလေးကဒီလိုလိုဆော်တော်ကြီးတွေနဲ့တွေ့တယ်ဆော်တော်ကြီးတွေဒီလိုမိတ်တယ်ဆိုတော့ဩဒကာအကြောင်းဆက်တွေပါနေတယ်အဲနှုတ်မိန်ဒကာကြီးကဟိန္ဒူဘုန်းကြီးဖြစ်နေပြီတခြင်းဆိုရင်အိန္ဒိယနိုင်ငံသွားပြန်ဟောရီကရှနာလှုပ်ဖို့သွားတာ哦အဲ့တော့အမှဟောရီကရှနာလှုပ်ဖို့တော့မဟုတ်ဘူးမင်းလန်းကျောင်းကဗုဒ္ဓဘာသာလမ်းကြောင်းဆိုတော့ဟောကိုယ်နိုင်ငံပြန်လာပြီးတော့ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေကို အိမ်မက်မှာဆရာတော်ကြီးတွေကိုဖူးတွေ့ပြီးတော့မှဆရာတော်ကြီးတွေတကယ်သွားဖူးဖူးတဲ့ကဆရာတော်ကြီးတွေဆုံးမဩဝါဒပေးတကယ်ဘုရားဘာသာဆက်ဆက်ဖြစ်လာတယ်ဒီနေ့တော့နော်အဲအဲ့လိုဆိုဦးဇင်းလည်းဝမ်းသာတယ်လीနော်ဘာပဲပြောပြောအဲအကြောင်းမိသားစုအေးလက်တစ်ဖက်ကလည်းတစ်ဖက်ကလည်းဂုံတော်မြတ်တာတော့မလွတ်စင်နဲ့ဗျနော်ဟိုဘယ်သူမှဆိုဒီလိုပဲကျင့်သွားတာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ body man ဆရာတော်ကြီးကိုလည်းပဲဝိဇာချင်းကျင့်တာတော့မဟုတ်ဘူးသူ့ဂုံတော်သူပွားတာဝိဇာတွေကသူ့ကိုတိတ်တံမိုးထားတဲ့နောက်ဆုံးဝိဇာကျင့်စဉ်ကြီးကျွမ်းကျင်တယ် body man ဆရာတော်ကြီးက ကျွမ်းကျင်တဲ့ဒိုးယူပေါက်ကြီးဗျဟုတ်တယ်မလားဒိုးယူပေါက်ကြီးအဲကြောင့်သူတော်ကောင်းကြီးတွေသူတို့ကြောင့်နှစ်ဖက်မြင်ကြီးတွေဗောဓိမြတ်ဆရာတို့ကလော်ကီလဲပြီးလောကုတ္တရာလဲပြီးအဲ့လိုပုံကိုမျိုးကြီးတွေလေနော်အဲကြောင့်ကိုယ်တွေလဲအတိတ်ထံပေါ့အဲ့လိုမျိုးပြီးရပါလို့ကြီးဆိုမှအတိတ်ကကျင့်ခဲ့ဘူးလို့လေဟုတ်တယ်မလားအတိတ်ကလည်းကျင့်ခဲ့ဘူးလို့အဲကြောင့်တပြည့်တော်လဲအဲ့လိုပဲပြီးမြောက်ရပါလို့ကြီးအတိတ်ကဘုရားဝတ္တနဲ့ပတ်နိုင်ကတော့တစ္ဆာ၄ပါးပဲလေနော်အဲနောက်ဆုံးတော့တစ္ဆာ၄ပါးမှပဲအဆုံးကိုသူကတတ်သွားတာ哦ဝိဇ္ဇာတွေလဲဒီတစ္ဆာ၄ပါးပဲသူတို့နောက်ပိုင်းကျအထောက်အမှာပဲလေ သူတို့အနေနဲ့အရမတီယာမြတ်စွာဘုရားကိုဖူးညော်ဖို့စောင့်နေတော့တာသူတို့အပိုင်းပေါ့လေ။ဒါသူတို့ဖြည့်ရအောင်မယ်။အကယ်လို့အရမတီယာမြတ်စွာဘုရားကိုဖူးဖို့မဟုတ်တော့ဘဲနဲ့ဝိဇ္ဇာကျင့်စဉ်ကနေလောကုတ္တရာကူးမယ်ဆိုလေ။ဝေဘူးဆရာတော်အဲ့လိုကူးသွားတာ။ဝေဘူးဆရာတော်ကြီးကတခါလေမိထုံကူးတယ်ဆိုတာကြားဘူးတယ်မလား။အဲ့ဒါဥစဉ်သွားပြီးလေ့လာတဲ့အချိန်မှာဆရာတော်ကြီးကတခါလေဒီလိုနှစ်ထပ်တိုက်ကြီးဗျ။အကြီးကြီးပဲ။အဲ့ဒါတော့မိထုံကူးကိုအကုန်လှုပ်ထားပြီးပြီ။အံ့ဩဖို့တော့ကောင်းတယ်။နောက်ပေါ်အဲ့ဒီကျင့်စဉ်ကိုမသွားတော့ဘဲနဲ့ဝိပဿနာဆက်ပြီးအားထုတ်သွားတော့ ရန်တာလို့နာမည်ကျော်ကြားအဲ့ဒါဝေဝူဆရာတော်ကြီးနော်ဟွန်းအဲ့ကြောင့်ကိုကဒီလမ်းစဉ်နဲ့လဲသူ့နီးသူ့ဟာနဲ့ရှိကြတယ်လေအဲ့ကြောင့်မားတယ်ပြောလို့တော့မရအောင်ဟုတ်တယ်မလားသူတို့အကျင့်နေသလောက်ပေါက်ထားကိုသွားပြီးမှနှလုံးသွင်းမှကိုကဘာသိလို့တော့ကိုကဘာမှမသိသေးဘူးဟုတ်တယ်မလားအဲ့ကြောင့်ရင်တော့ဦးဇင်းတို့မသိတော့ဝိဇ္ဇာတွေဝေဖန်မှုတယ်ဗောဓိမင်းဆရာတော်ခြေစည်းကြောင့်ဩဝိဇ္ဇာဆိုတာသူတော်ကောင်းကြီးတွေပါရမီဖြည့်နေတာသူတို့ကဘုရားစုပန်နဲ့ပိစိကဗုဒ္ဓစုပန်လားအေကတောကမာတောကစုပန်လားမပြောနိုင်ဘူးတဲ့ စုပံပုဂ္ဂိုလ်ကြီးတဲ့ပါရမီဖြည့်နေတာတဲ့တတော်အောင်လို့လောက်တဲ့ပုဂ္ဂိုလ်တွေကလိုက်ပြီးဆောင်းလျှောက်တယ်တဲ့နော်ကြရဘုဒ္ဓဘယ်ပေါ်နော်ကဲတာဓုသုံးခြင်းဗျာပါမြပေးတော့မလားအဲရေစခွက်ချတ်ဟုတ်ဒါလိကချင်လည်းကလည်းစပွဲလည်းမကလည်းအားလုံးလာလေရလားချေမခြင်းလားချေခြင်းနေခဲ့ ညောက်ပြကဲတန်ခါလေးထိလို့ရတယ်ညောက်ဒါလေး၃ချိန်ဒါဒုဒါဒုအဟိုအမြပေးမယ်နော်အပြီးမှတောက်တာဦးစင်းရေရှင်းမှာအရှင်ဘာလို့ရေပုံးပုံးနေရလဲဦးတော်ပြီကဲပေါ်နေမလား ပြီးမှရေလောင်းချမယ်နော်လက်ဥချလို့ရသေးတယ်အရှင်ဘုရားအရှင်ဘုရားတပည့်တော်တို့သည်တပည့်တော်တို့သည်အနန္တောအနန္တအနန္တောအနန္တငါးပါးတို့ကိုငါးပါးတို့ကိုဥထိတ်ထားလျက်ဥထိတ်ထားလျက်တရဏဂုံ၃ပါးနဲ့တရဏဂုံ၃ပါးနဲ့ငါးပါးသောငါးပါးသောသီလတော်မြတ်ကိုသီလတော်မြတ်ကိုခံယူပြီး၍ခံယူပြီး၍တန်ဃာတော်များတန်ဃာတော်များချင်းမြတ်တော်မူသည့်ပရိတ်တရားတော်ပ ပရိတ်တရားတော်မြတ်များနဲ့ပရိတ်တရားတော်မြတ်များနဲ့ဝမ်းမြောက်ဖွယ်ဝမ်းမြောက်ဖွယ်တရားစကားတို့ကိုတရားစကားတို့ကိုနာယူကြပါကုန်၏နာယူကြပါကုန်၏ယနေ့ယခုယနေ့ယခုပြုပြုသမျှသောပြုပြုသမျှသောဒါနသီလဒါနသီလဘာဝနာဘာဝနာကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုအဆုစုတို့၏အဆုစုတို့၏အဖို့ပါကားတို့နှင့်ဘုရားတော်ရှင်ရှင်ဖျားတို့ရှင်ဖျားတို့တန်ဃာတော်များတ နေ့စဉ်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 ပွားများကြရသည်ပွားများကြရသည်ဒါနတိလဒါနတိလဘာဝနာဘာဝနာကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုအဆုစုတို့ဤအဆုစုတို့ဤအဖို့ဘာကားတို့ကိုအဖို့ဘာကားတို့ကိုလက်ရှိဖြစ်သောလက်ရှိဖြစ်သောမိခင်ဖခင်မိခင်ဖခင်ဝယ်လွန်ပြီးသောဝယ်လွန်ပြီးသောမိခင်ဖခင်မိခင်ဖခင်ဆရာသခင်ဆရာသခင်ယေရှုရှင်ဘောင်းတို့အား၎င်းယေရှု ကိုဆောင်နတ်ကိုဆောင်နတ်အိမ်ဆောင်နတ်အိမ်ဆောင်နတ်ဝိုင်းဆောင်နတ်ဝိုင်းဆောင်နတ်ရက်ွယ်ဆောင်နတ်ရက်ွယ်ဆောင်နတ်မြို့ရွာဆောင်နတ်မြို့ရွာဆောင်နတ်သာသနာတော်ဆောင်နတ်သာသနာတော်ဆောင်နတ်ကဘာဆောင်နတ်များနဲ့တကွကဘာဆောင်နတ်များနဲ့တကွရှိရှိသည်များရှိရှိသည်များအလုံးစုံသောအလုံးစုံသောတတဝအပေါင်းတို့အား၎င်းတတဝအပေါင်းတို့အား၎င်းအထက်ဘဝအထက်ဘဝအောက်အဝေးစီတို့၌ ှိကြကုန်သောဝိနေယဝိနေယဒုက္ခိတ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 တတဝတတဝအနန္တတို့အား၎င်းအနန္တတို့အား၎င်းနတ်တို့တနေနတ်တို့တနေတရားမင်းနဲ့တရားမင်းနဲ့နအချွေရံပေါင်းတို့အား၎င်းသာသနာတော်မြတ်ကြီးကိုသာသနာတော်မြတ်ကြီးကို ဆောက်ရှောက်ကြပေကုန်သောဆောက်ရှောက်ကြပေကုန်သောနတ်မင်းကြီးလေးပါးနှင့်နတ်မင်းကြီးလေးပါးနှင့်နတ်အချွေရံပေါင်းတို့အား၎င်းနတ်အ ငရဲတနေငရဲတနေယမမင်းနဲ့ယမမင်းနဲ့အချွေရံပေါင်းတို့အား၎င်းအချွေရံပေါင်းတို့အား၎င်းမိဆိုင်ဖဆိုင်မိဆိုင်ဖဆိုင်နာအပေါင်းတို့အား၎င်းနာအပေါင်းတို့အား၎င်းတိုက်နှန်းရှင်တိုက်နှန်းရှင်ပုပ်ကိုအသီးသီးတို့အား၎င်းပုပ်ကိုအသီးသီးတို့အား၎င်းဘုံမိယဘုံမိယပုပ်ကိုအသီးသီးတို့အား၎င်းဝိဇ္ဇာအတိတိတို့အား၎င်းဝိဇ္ဇာအတိတိတို့အား၎င်းအယက်ဆယ်မျက်နာအယက်ဆ အတိတိတို့၌အတိတိတို့၌ရှိကြကုန်သောရှိကြကုန်သောမြင်အပ်မမြင်အပ်မြင်အပ်မမြင်အပ်ဝိနည်းပုဂ္ဂိုလ်ပေါင်းတို့၎င်းဝိနည်းပုဂ္ဂိုလ်ပေါင်းတို့၎င်းတဘာဝငလင်တန်ကြောင့်တဘာဝငလင်တန်ကြောင့်ကွယ်လွန်သွားကြသည်ကွယ်လွန်သွားကြသည်ယဟန်ပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်လူပုဂ္ဂိုလ်ဆရာကြီးဆရာလေးပုဂ္ဂိုလ်အသီးသီးတို့အား၎င်းပုဂ္ဂိုလ်အသီးသီးတို့အား၎င်းပါစီမပါ ဘိုင်ပါဏီလောင်းချလို့ရပြီရေဆက်သွန်းချရေဆက်သွန်းချအမြဘေးဝေပါကုန်၏အမြဘေးဝေပါကုန်၏အမြရကြ၍အမြရကြ၍ကိုစိတ်နှဖျားကိုစိတ်နှဖျားဂျမ်းမာဂျမ်းမာချမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းဖြစ်ကြပါစေကုန်သတည်းကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လားတာတာ သာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကောင်းလားသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကောင်းလားသာဓုသာဓု